ိန္ဒိယလည်းရင်ပြတ်ကျသွားတဲ့နောက်ွယ်ကကြောင်းရင်ထွက်လာပြီ။ယခုရက်ပိုင်းထဲမှာဝန်ထင်းစရာကောင်းတဲ့သတင်းတပုတ်ကတော့အိန္ဒိယဆိုရပိုင်းလေးချောင်းလိုက်တစ်ခုဖြစ်တဲ့အိန္ဒိယလည်းရင်ပြတ်ကျမှုဖြစ်ပါရည်။အားလုံးသိကြတဲ့အတိုင်းယခုနေ့ဟာလေးချောင်းမတော်တဆဖြစ်ရက်တွေတော်တော်များဖြစ်ပေါ်တဲ့နှစ်တစ်နှစ်ဖြစ်ဝန်ထင်းစွာတတ်မရမှာပါ။တိတ်မကြသေးခင်အားဆိုရင်ထိုင်းနိုင်ငံကနေကိုရီးယားနိုင်ငံကိုသွားတဲ့ ဂျီဂျူကိုရီးယားလေလိုင်းဟာဆိုရင်လည်းပြက်ကျသွားကလေးရင်အမှုတန်းနှစ်ယောက်ကလွှဲရင်ကျန်တဲ့ခီးတွေလေရင်ပေါ်ကအမှုတန်းတွေအလုံးသက်ဆုံးရှုံးကြရပါပြီအဆိုပါဖြစ်ပြကြောင်းလေဒီကဘာလောက်ကဝန်းနေပူဆေးကြရပါပြီအခုခါမှလေနောက်ထပ်လေချောင်းနေဆိုင်နေဝန်းနေဆရာဖြစ်ပြကစတင်လာခဲ့တာပါအိန္ဒိယနိုင်ငံအာမက်ဒါဘက်မြို့ကနေ အင်္ဂလန်လန်ဒန်မြို့ကိုပြန်တန်းတဲ့လေရင်တစည်းပြတ်ကြကခီးသည်တွေအသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။အဆိုပါလေရင်မတော်ဆမှုဟာတော်တော်လေးကိုမှစိုးဝါးသွားတဲ့မတော်တဆမှုဖြစ်သတ်မှတ်ထားကြပါတယ်။ခြာပင်ပြတ်ကြသွားတဲ့လေရင်ဘောရင်လေကြောင်းကုမ္ပဏီကထုတ်လုပ်တဲ့နောက်ဆုံးပေါ်လေရင်မျိုးစားဖြစ်တဲ့787 Dream လေရင်ဖြစ်ပါတယ်။သတင်းများမှာကနဦးဖော်ပြချက်ဆိုပါ Air India လေကြောင်းဟာအိန္ဒိယနိုင်ငံအာမန်ဂျာဘက်မြို့လေဆိပ်ကနေပုံမှန်တိုင်းခီးသည်တွေကိုတင်ဆောင်ကလန်ဒန်မြို့ကိုပြတ်တန်းထွက်ခွာလာတာဖြစ်ပါတယ်။ဒါပေမဲ့လေရင်ပြန်တက်ပြီးတော့အမြင့်ပေ 600ကျော်ဘိမမတရားသေးခင်မှာပဲလင်းရင်ဟာလိုအပ်တဲ့အချိန်မရပဲနဲ့တီအီနဲ့လူနေရက်ကွက်တွေကိုပြတ်ကျသွားတာဖြစ်ပါတယ်ပြတ်မကျခင်မှာတော့လေရေမှုကလင်းရင်ဆက်ချွေးရင်းသွားကြောင်းနဲ့အတူ ရေးပေါ်ခေါ်ဆိုင်မေဒီမေဒီဆိုပြီးတော့ခေါ်ခဲ့ပါရီအင်းအိန္ဒိယလေယာဟာလေစိတ်ကနေပြန်တက်ဖို့စ조사နေစဉ်တွဲမှာပဲမြေပြင်ကြောက်ရပောက်ကွဲသွားတဲ့တွေလေရတစည်းလုံးမိလောင်ကခီးတယ်တွေနဲ့လေရင်မှုတန်းအလုံးနီးပါအသက်ဆုံးရှုံးသွားကြရတာဖြစ်ပါရီအသက်40နှစ်ရွယ်အိန္ဒိယနယ်ပါအင်္ဂလန်နိုင်ငံသားတယောက်သာကံကောင်းထောက်မစွာနဲ့သက်ရှင်ခဲ့တာပါပို့ပြီးတော့ဝန်းနေစရာကောင်းတာကလေရင်ဟာလူနေရက်ွက်တင်းကိုပြက်ကျသွားတဲ့တွေလေရင်ပေါ်မှာပါလာတဲ့ခီးတယ်တွေဒါမှမကမြေပြင်ပေါ်ကလူတွေပါအသက်ဆုံးရှုံးကြရတာဖြစ်ပါရီလေရင်ပြက်ကျတဲ့နေရာဟာစိတ် ြောင်းသားဆရာဝန်နေနေတိုင်းနဲ့အဆောင်ကိုတက်တက်ပြတ်ကြသွားတဲ့အတွက်လေဆရာဝန်စေးကြောင်းသားတွေ40ထက်မနည်းတိတ်ဆုပ်သွားတာပါဒီလိုအိန္ဒိယနိုင်ငံရဲ့ကမ္ဘာလေကြောင်းလောကမှာအခုလိုတိတ်ဆုပ်မှုများရတဲ့အပေါ်မှာလူတွေကတော့ဘာကြောင့်ဒီအိန္ဒိယလေကြောင်းလိုင်းအဲအိန္ဒိယပြတ်ကျရတယ်ဆိုတာကိုသိချင်နေကြပါပြီအခုကမှတော့အိန္ဒိယလေကြောင်းပြတ်သွားတဲ့အကြောင်းရင်းကထွက်ပေါ်လာပြီပဲဖြစ်ပါပြီဒီအကြောင်းရင်းတွေကတော့အိန္ဒိယလေကြောင်းကုမ္ပဏီတွေဟာလေယာဉ်တွေကိုပြုပြင်ထိသိမ်းတဲ့နေရာမှာဘာကျက်ချွေတာတဲ့အနေနဲ့ပေါ့ချောင်ကားပစ္စည်းတွေကိုသုံးလို့လို့ဆိုပါရီဒါကြောင့်လေ တွေဆက်ချုပ်ရေးပြီးတော့ပြတ်ကြရတယ်လို့ဆိုကြပါရယ်ဒီပတိုင်းကလည်းအိန္ဒိယလေကြောင်းလိုင်းကလေယာဉ်တွေဟာအဲကောမအေးဘူးလေယာဉ်မှာပိုရင်ဖြောပြေးရေးစက်ခရီတွေကအလုံးမလုံးဘူးအစားအသောက်မကောင်းမှုစသဖြင့်ဝေဖန်မှုတွေရှိနေတာပါအခုခါမှလည်းလေယာဉ်ပြုတ်ပြင်းထိမ့်သိမ့်တဲ့နေရာမှာပေါ့ချော်ကောင်ပစ္စည်းတွေတုံတာပတ်စံချွေတာတွေလုပ်ခဲ့တယ်လို့ဆိုပါရယ်ဒီလိုကြောင်းရင်းနေကြောင်းလည်းလေယာဉ်ဆက်ချုပ်ရေးမှာလူတွေအသက်ဆုံးရှုံးရတာဖြစ်ပါရယ်ဒါပေမဲ့ဒါကကနေအိုစစ်စစ်တွေးရှိချက်သားဖြစ်ပြီးတော့နောက်ထပ်ဘလို့ကြောင်းရင်းနေကြောင်းပြတ်ကြရတဲ့ဆိုတာကတော့စုံစမ်းစစ်ဆေးရအောင်မှာပဲဖြစ်ပါရယ်ဗီဒီယိုကိုကြည့်ရှု နေကြတဲ့ပြည်သက်တရားရောအိန္ဒိယလေကြောင်းလိုင်းပြတ်ကျမှုကိုဘယ်လိုမျိုးမြင်လဲဆိုတာမိမိတို့ရဲ့မြင်လေးကိုပြောသွားပေးခဲ့ပါအောင်ရှင်။အာဘိနာဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတို့တင်ရှိပါရစေ။နောက်နေ့ဒီမှာပြန်လည်ဆုံတွေ့ကြမယ်နော်။